မင်္ဂလာပါဒီနေ့ကတော့မေလ16ရက်နေ့ညနေပိုင်းပြည်တွင်းသတင်းများကိုတင်ပြပေးလိုပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပြည်တွင်း73စီစဉ်လုံးတလီတာမှာ85ကျပ်မှာ125ကျပ်ထိကျဆင်းသွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အခုခါပြည်တွင်းနိုင်ငံသားသုံးွေလဲလဲမှုနှုန်းနာများအားတည်ငြိမ်လျက်ရှိတယ်လို့ပြည်ပမှဝယ်ယူရရှိခဲ့တဲ့73စီစဉ်လုံးကျဆင်းလျက်ရှိသဖြင့်ပြည်တွင်း73စီစဉ်လုံးဟာလည်း ကျဆင်းလျက်ရှိပြီးလိုသလောက်အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်းသိရပါတယ်။ပြည်တွင်းနိုင်ငံသားသုံးွေလဲလဲမှုနှုန်းနာများနဲ့ဒီပမဝယ်ယူရတဲ့အာရှပစ္စည်းပိတ်ဒေသတွေစင်ကာပူအခြေစိုက်နေစဉ်ပြန်ပြ73ဒီဈေးနှုန်းပေါ်မှာအခြေခံတဲ့ပြည်တွင်း73ဒီဈေးနှုန်းဟာလက်ရှိမှာ1လီတာမှာ85ကျပ်မှ125ကျပ်တိကျဆင်းနေခြင်းဖြစ်တယ်ဆိုတာထုတ်ပြန်ထားပါတယ်။ထို့ပြင်ဒေတာလိုက်73ဒီလိုအပ်ချက်ကိုပြည့်မီအောင်အချိန်မီ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိပြီးအရန်73စီမှာလေရတရပတ်နှစ်ပတ်စာရှိကပြည်ပမှာ73စီတင်မောင်းများမှာလေအဆက်မပြတ်ပုံမှန်ဝင်ရက်လည်းရှိကြောင်းသိရပါတယ်ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတပုတ်ကတော့ရိုက်ကွန်မြို့ကိုပြန်လည်ဝင်ရောက်နေထိုင်တဲ့ပြည်သူများအားချင်းမြင့်ဝင်နဲ့ဆံများထောက်ပံ့နေဆိုတဲ့သတင်းဖြစ်ပါတယ်အကြံဖတ်သမားများရန်ကြောင့်နေရက်စွန့်ခွာပြီးသွားတဲ့ပြည်သူများနဲ့ဝန်ထမ်းများရိုက်ကွန်မြို့သို့ပြန်လည်ဝင်ရောက်နေထိုင်ကြတဲ့ ပြည်သူများကြားပြင်းနေအစိုးရဖွဲ့ကချင်းမြင့်ဝင်နဲ့ဆန်စီများကိုမေလ16ရက်နေ့မနက်ပိုင်းကရိုက်ကော်မြို့ပြည်နယ်ခမ်းမမှာထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။ခန္ဓာမှာကြားပြင်းနယ်ဝင်ကြီးချုပ်ဦးစောမျိုးတင်ကအဖွင့်မှာစကားပြောကြားကအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေမှာပြည်နယ်ပညာရေးမှုရုံးနဲ့ပြည်နယ်ရတပ်ဖွဲ့မှုရုံးရှိဝန်ထမ်းများအတွက်ပေးအပ်တဲ့နှစ်လစာချင်းမြင့်ဝင်များနဲ့ number 1 ခေါ်မိုင်းလုံးရက်ကွက်နေပြည်သူများအတွက်စံစီများပြည့်ရဲ့ကြောင်းသိရပါတယ်ထို့သူပြည့်ရဲ့ရမှာရိုက်ကွန်နဲ့ဘောလခဲမြို့မှာယာယီနေရဆွန်ခွာသူပြည်သူ6330ဦးနဲ့ဌာနဆိုင်ရာ84ခုမှဝန်ထမ်းမိသားစုဝင်4000ဦးတို့အတွက်နှစ်လစာချင်းမြင့်ငွေများကို၎င်းပြည်내အစိုးရဖွဲ့မှရိုက်ကွန်မြို့သူပြန်လည်ဝင်ရောက်နေထိုင်တဲ့ရက်ကွက်ခုနှစ်ရက်ကွက်ခြေရတရွာတို့မှပြည်သူ2022ဦးအတွက် စံ905အိမ်နဲ့စီ1010ပိတ်တာတို့ကို၎င်း ပြည့်ရခဲ့ကြောင်းသိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အွန်လိုင်းလိမ်လည်မှုနဲ့ဒုစရိုက်လုပ်ငန်းများမှာဆက်ဆက်ပါဝင်ခဲ့တဲ့အီသီယိုးပီးယားနိုင်ငံသားတို့ထပ်မံဖမ်းမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အွန်လိုင်းလိမ်လည်မှု Telecon Frog နဲ့ဒုစရိုက်မှုလုပ်ငန်းများမှာဆက်ဆက်ပါဝင်ခဲ့ရမှာဖမ်းဆီးထားတဲ့ ပြည်ပနိုင်ငံသားများနဲ့85ဦးကိုမြန်မာထိုင်းအမှတ်နှစ်ချစ်ကြည်တရားမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့မေလ16ရက်နေ့ကလွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါပြည်ပနိုင်ငံသား85ဦးဣသီယိုးပီးယားနိုင်ငံသား88ဦးလိုင်ဗီးရီးယားနိုင်ငံသား9ဦးပါဝင်တယ်လို့သိရပြီးမြရီမြို့ကြောက်ခတ်မြို့နယ်သို့တရားမဝင်လမ်းကြောင်းမှတဆင့်ဝင်ရောက်ခဲ့တဲ့ဣသီယိုးပီးယားနိုင်ငံသားတဦးကိုလည်းမေလ16ရက်နေ့မှာထပ်မံဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။ နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အစင်မြင့်သိပ်ပံတဲ့ဤပညာဦးစီးဌာနတက္ကသိုလ်များကိုဇွန်လ၂ရက်နေ့မှာစတင်ဖွင့်လှစ်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။သိပ်ပံတဲ့ဤပညာဝန်ကြီးဌာနအစင်မြင့်သိပ်ပံတဲ့ဤပညာဦးစီးဌာနရဲ့တက္ကသိုလ်များကိုလာမယ့်ဇွန်လ၂ရက်နေ့မှာစတင်ပြီးဖွင့်လှစ်ပို့ချသွားမှာဖြစ်ကြောင်းဦးစီးဌာနကထုတ်ပြန်ပါတယ်။ဤပညာတက္ကသိုလ်များကွန်ပျူတာတက္ကသိုလ်များ ဘွဲ့ကျူဘွဲ့လွန်တင်နှံများကိုဇွန်လ၂ရက်နေ့မှစတင်ရင်ဖွင့်လှစ်သွားမှာဖြစ်ပြီးကြောင်းအလက်ခံခြင်းအားမေလ၂၂ရက်နေ့မှစတင်သွားမှာဖြစ်ကြောင်းအသိပေးထားကြောင်းသတင်းရရှိပါသည်ဒီနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာပြည်မှာရှိနေတဲ့ထူးခြားတဲ့သတင်းတွေပဲဖြစ်ပါတယ်အားလုံးရှင်းလင်းချက်မြေ့ကြပါသည်ခင်ဗျာ